ကလေးကမေးတာကဗရိုက်တိမှဘယ်တော့ရွေးလို့ပေါ်ကောင်းတယ်လေဘုံဘုံကပြောရရင်အတွေ့အကြုံတွေကကလေးတွေနဲ့အတွေ့အကြုံကလူကြီးတွေကပြားတယ်ဆိုဘယ်တော့ရွေးလို့ကောင်းတယ်လေဆိုတော့သူကဘုံဘုံကတတုံညွှန်းပြလိုက်အဲ့ဒီတော့ကသူရွေးလို့ဘာမှမဖြစ်ရင်ဒီကောင်ဘာသာပြောင်းမှတည်ရှာဆိုတော့အဲ့ဒါကိုကြည့်ပြီးတော့ဘုံဘုံကဘာပြောလဲဆိုတော့ဖယားကရွေးနေဖို့တခုမှမပြောခဲ့ဘူး အဲ့လိုတက်ရဖြစ်လိမ့်အရာကရွဲ့နေဖို့တကူမှမပြောခဲ့ဘူးဘောရဇင်ရှင်ကံဘုံက ရွဲ့နေဖို့မဟုတ်ဘူး theory ကိုသိပြီး practice လုပ်ဖို့ပဲလို့ပထမတကြောင်ဖြစ်လိမ့်ဆောရဒါကတော့ဘောရဇင်ရဲ့ထစ်ထစ်ဝင်ဝင်သူတို့ကသိစေခြင်းလို့ဘောပယကြီးမရွဲ့ဖို့ရွဲ့ဖို့အဓိကကြီးရတာမဟုတ်တချို့ကဂါရမန္တန်တွေရွတ်တဲ့လူတွေရှိတာ။ဇံဝဲအောင်တဲ့ဂါရာတွေ ဘုံတော်မြေကြီးတုန်းကတော့အများကြီးရွက်ခဲ့အဲကံပီယာမဂ္ဂဇင်းဒီမှာပါတယ်အဲလိုဟောကာရာဒီကာတံပေါ့ဟောတကယ်မဖြစ်ရင်ဗုဒ္ဓဘာသာကလူတွေကြားရင်တမျိုးမြင်ဆိုတော့အဲ့ဒါကိုအဲ့ဒီမှာတိကပြောဒါမဲ့အဲ့ဒီမှာဆိုလိုချင်တာကမေးတဲ့မေးခွန်းကဘယ်ကြီးဘယ်တော့ရွေးရမလဲလို့မေးတယ်ဘုံကလည်းဘယ်ကြီးပဲမရောက်ပဲနဲ့ဒီဘက်ကကိုပြောချင်တာပြောတယ် ပြောကျင်တာပြောတော့အဓိပ္ပာယ်ကလည်းတွဲကုန်အဲ့တော့ဘယ်ကြီးမရွတ်ရဘူးလားတော့ဖြစ်တာဘောဘောအရင်ကအဲ့ဒီအဲ့ဒီတရားရဲ့ရှေ့ဒီ9မိနစ်အကျော်လောက်မှာဘောဘောလည်းမနေ့ကမှခိုင်စဝင်းကိုငါအဲ့ဒီတရားအတန်းပိုင်းကိုအစဆုံးပြန်ပေးဆိုပြီးတောင်းလိုက်အစဆုံးကြည့်တဲ့အခါကျတော့အဲ့ဒီမတိုင်ခင်ရှေ့ကပဋ္ဌာန်းကြောင့်ပေးထားတာပါပဋ္ဌာန်းကြောင့်ကိုပဋ္ဌာန်းကဒီတိုင်း ရွယ်ယုံမြန်တက်တက်ဆိုရင်တမထကုတော်ရတယ်အဲ့ဒါကိုသေချာနှလုံးသွင်းရင်ဝိပဿနာကုတော်ရတယ်အဲ့ဒီလိုဖြစ်တာပင်ချမ်းမှာမေခွန်းတစ်ခုထည့်တယ်ပြီးရင်တတိယကကိုပရိပထံမေခွန်းဆိုတော့ပရိပထံနဲ့ပတ်သက်ရင်ဘုံဘုရောအယူဆကတော့နှုတ်ကရွယ်နေရင်ကုတော်တစ်မျိုးနှလုံးသွင်းနိုင်ရင်ကုတော်တစ်မျိုးဒီလိုအယူဆရှိတယ်တရားကြီးကောင်းမှ မာတာယထာဘာလဲဟိုမေတ္တာတောက်ဖြစ်မှာပေါ့မေတ္တာတောက်ဖြစ်မှာဟောမှာဟိုမေတ္တာမေတ္တာပေါ်တဲ့စာပိုက်တစ်ပိုက်ဆုံးမယ်ပေါ့မေတ္တာပေါ်တဲ့စာပိုက်တစ်ပိုက်ဆိုယုံမြတ်ဆိုရင်ဟိုကလားစာကိုဗမာရွတ်တယ်လို့ပေါ့တယောက်စာကိုဗမာရွတ်တယ်လို့ရွတ်ယုံမြတ်ဆိုရင်ဥဒ္ဒတမျိုးရဒါတော့မ တေချာဒီဒီဟာကဘုရားစာပဲဘုရားရဲ့ပါဠိတော်ပဲတော့နှလုံးသွင်းနိုင်မှာကုတော်ဖြစ်တယ်ဘုံဘုံတော့တခါတခါအိန္ဒိယကိုသွားတယ်အိန္ဒိယမှာတိဘက်ဘုန်းကြီးတွေရွက်နေတာအများကြီးကိုလေးတလုံးမှမသိသူတို့ရွက်တာနားထောင်ပြီးတော့ကောကုတော်ဆိုင်မဖြစ်ဒီဘက်ကဟိုပဋ္ဌာန်းရွက်ခဲ့တဲ့နေရာဘက်ကိုသွားတော့ကောမြန်မာဆရာတော်တွေတွေ့တယ်သူတို့ပဋ္ဌာန်းတွေရွက်နေတာတွေ့ အဲ့ဒီအတန်ကြာရင်ကိုနားလေသည်ဖြစ်စေမနားလေသည်ဖြစ်စေပဋ္ဌာန်းရွက်နေတာပဲဆိုတဲ့အတိနဲ့ကုသိုလ်ဆိုင်ဖြစ်ကိုဆိုလိုချင်တာကအဲ့ဒါဘာမှမသိရင်အဲ့ဒီတော့ဘာကုသိုလ်မှမဖြစ်တဲ့အဆင့်တောင်ရှိနိုင်တယ်နေနေဒါဖရာရဲ့ပါဠိတော်ပဲလို့သိရင်ဒုတိယကုသိုလ်လောက်ဖြစ်မှာဒါဘောသေချာနှလုံးသွင်းရင်တတိယကုဒါဘုံဘုံတော်ရဲ့အယူဆဒါမဲ့ဒီမှာကအဲ့ဒီအထိမရောက်လိုက်ဒါလေးပဲဘုံဘုံရဲ့အာနိခြင်းလို့ပြောမှာ အာနေရှေလို့အာနေရှေလို့ပြောမှာဆိုတော့ဒါကြောင့်အလူတွေနှောင့်ယှက်ဆရာတို့တွေနှောင့်ယှက်ဖြစ်ရင်တော့ဒီကဘက်တကတည်းအလုံးကတောင်းပါပါလေလမ်းမှတွေ့ရင်လေခေါ်ပြီးတော့ဆုံးမလို့ရပါလေဒါလည်းဘုံဘက်လိုအပ်ချက်ဖြစ်သွားတာအဓိကတော့ဒီဘုံဘကလည်းဒီဘက်ကပရိသတ်ကိုကြည့်ရဒီဟာကအဓိကအာထိနေတော့ဒီဘက်ကလက်ဟင်းမဟုတ်ကောမမြင်လိုက်တော့ နောက်အဲ့ဒီအောက်ကဇာဘိတ်တခုကဘာတွေ့လဲဆိုတော့မေတ္တာသုံးဆိုတာတဲ့အဲ့ဒီအဲ့ဒီဟိုအထစ်မှာပါမေတ္တာဖို့ဇာမဟုတ်ဘူးဘုရားမေတ္တာမေတ္တာမေတ္တာသုံးဆိုတာမေတ္တာဖို့မေတ္တာသုံးဆိုတာမေတ္တာဖို့ရွယ်ဖားဇာမဟုတ်ဘူးရွယ်ဇာမရှိဘူးဘုရားဂုံတော်ဆိုရင်ဘုရားဂုံတော်ကအာယုံပြုပြီးတေချာနှလုံးသွင်းအဲ့ဒါပြီးနေပြီတဲ့ ဆိုတော့ဆိုရတာကမေတ္တာပို့ဆိုရင်ဘယ်လိုပို့ရမလဲပါဠိတော်အတိုင်းပို့ရင်တော့ပါဠိတော်တော့အာယုံပြုရမှာပဲလေပါဠိတော်မဒီတည်းပြီးကြည်နေလို့လေမေတ္တာကမဖြစ်ဘူးမေတ္တာပို့ဆိုလေဒီနှုတ်ကရွက်ရတာပဲမေတ္တာပို့ဆိုလေနှုတ်ကရွက်ရမှာပဲဂုံတော်ပွားဆိုလေနှုတ်ကတော့ရွက်ရမှာဆိုလိုချင်တာကအဲ့ဒါနှုတ်ကရွက်နေုံတက်တဲ့မဟုတ်ဘူးစိတ်သေးကပါပါရင်မေတ္တာပို့တာဖြစ်သွား စိတ်တည်းကမပါဘဲနဲ့ရွက်ယုံတက်တက်ဆိုရင်ရွက်စရာစာပိုက်တစ်ခုပဲဖြစ်ပါဂုံတော်ဆိုလေးဒီလိုပဲတရားလေးဂုံတော်ကိုတရားအာယုံပြုပြီးနှလုံးသွင်းရပရိတော်တော်များများစိတ်ဖူးတဲ့ဆရာတော်ကြီးတွေကဗာမိတ်နဲ့ဆိုတော့ပရိတွေပါတယ်အပတ်ရည်တွေပါတယ်ဂုံတော်ဘယ်နှထောင်ဘယ်နှတောင်းဘယ်နှသန်းရပြီးတော့မတွက်နဲ့တဲ့ဖယားဂုံတော်ပဲတရားအာယုံပြုရင်တိောက်ဆုံးတယ် ဆိုတော့အခုလေးပဲရွေးနေုံတက်တက်နဲ့ယောဂထင်သလောက်မထိရောက်ဘူးကုသိုလ်ဖြစ်တယ်သမထကုသိုလ်ဖြစ်မယ်ဒါမဲ့ဂုံတော်ကဘာသေးရှာနှလုံးသွင်းနိုင်ရင်ဒါကုသိုလ်ပေါ်ပြီးတော့ထူးမယ်အဲ့ဒါကိုဆိုတော့အာယုံပြုတ်နှလုံးသွင်းဆိုရင်ဒါကိုပဲအရဟံလို့အာယုံမပြုတ်နှလုံးမသွင်းဘဲနဲ့ဂုံတော်ဂုံတော်ပွားရမှာမြောက်ဘူးလေဒါဆိုအရဟံတို့သူစိတ်သေးကတော့လည်းနှလုံးသွင်းရမယ်ဒါမှမဟုတ်နှုတ်ကတော့လည်းဆိုရမယ် အဲ့ဒါကိုပြောတာနှလုံးသွင်းဒါပေမဲ့လိုရင်းနေနေစကားပြောတာလိုရင်းမရောက်နိုင်အဲ့ဒါဖြစ်နေလေပါပါတော့ပြီးရင်နောက်တစ်လုံးကဘုံကြီးတဲ့ရွက်ပြလို့ဆက်လွေးနေတာတဲ့ဒါကတော့ကြာအမိကိုသွားဆွေးတယ်ဒါကတမင်တက်တဲ့အစိမ့်ခံတယ် ဘုန်းကြီးတွေရပ်ပြလို့ဇက်လွေးနေတာအကုန်လုံးတော့မမှားဘူးဒါလေးပဲဘုံဘုံတို့လည်းရွတ်တာပဲလေရွတ်တော့လူတွေကလည်းရွတ်တာ